တဲ့ခင်မိနေတဲ့မြန်မာပြည်ကြီးမှာဒီအချိန်တွေသင်လေးတမို့တာစီးပူးပန်းလာတယ်လေထောင်းစင်မခွဲခွာသူအလုံးနဲ့အနည်းဆုံးမှာပါဟိုတွေအတားရီတောင်းနေကိုပို့ပြီးတော့အချိန်ပြီးခဲ့တာမျိုးရှိတယ်ဒါပေမဲ့ဒီဘက်နောက်ပိုင်းမှာလည်းကပြန်နေသွားတယ်ပေါ့လေ private media တခုဖြစ်တဲ့ app to take care ချက်ပါအပ်တူဒိတ်ကဆိုရနဲ့ပတ်သက်တာကို47ရာခိုင်နှုန်းနီးပါးပေးထားပါတယ်။တမရနဲ့ပတ်သက်တာကို27ရာခိုင်နှုန်းပေးထားပါတယ်။ NLD နဲ့ပတ်သက်တာကို5.8ရာခိုင်နှုန်းမြန်မာ Institute for Democracy MID ဟာပြီးခဲ့တဲ့2015ရွေးကောက်ပွဲကာလမှာမီဒီယာတွေရဲ့အခန်းကဏ္ဍကိုလေ့လာဆောင်ကြဉ်ခဲ့ပြီးထွက်ပေါ်လာတဲ့ရလဒ်တွေကိုဒီပွဲမှာသုံးသက်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ဒီပွဲမှာဦးတန်းဝင်းထွတ်မက်ဇင်မာဦး ဦးမျိုးမင်းစောမတ်တီရာစံချောင်းစတဲ့သူတွေကပါဝင်ဆွေးနွေးပေးခဲ့ပါတယ်။ရွေးကောက်ပွဲကာလမှာအစိုးရပိုင်းမီဒီယာတွေနဲ့ပုဂ္ဂလိကပိုင်းမီဒီယာတွေရဲ့သတင်းတင်ဆက်မှုကွာခြားပုံမျိုးကို MID ရဲ့ဒါရိုက်တာဦးမျိုးမင်းစောက ပြောပြခဲ့ပါတယ်။ဒီကိစ္စတော့ကျွန်တော်တို့ဇိုးဝမီဒီယာတွေမှာတော့ကျွန်တော်တို့အစိုးရအဖွဲ့ဝင်တွေရဲ့ဒီတွာလာလှောင်ရှားမှုပေါ့နော်ဒီလုပ်ငန်းဆောင်တာတွေအကြောင်းကိုအဓိကစာပေးပြီးဖော်ပြတာလို့ရှိရတယ် ဒီဘေးပါတီနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပေါ်ပြမှုပါဆန်ရှိကတော်တော်နည်းတယ်ပေါ့စတိတ်မီဒီယာကတော့ရှင်းတယ်စတိတ်မီဒီယာကတော့အစိုးရနဲ့ပတ်သက်တဲ့ဟာအများဆုံးအကောင်းဆုံးအကောင်းကြီးပဲပေါ်ပြတယ်ပေါ့နော်အာ new chain နဲ့ positive ပဲများတယ် negative နည်းတယ်ဒီအစိုးရပိုင်းမီဒီယာတွေမှာဒီစီမံကိန်းတစ်ခုဆိုလို့ရှိရင်စီမံကိန်းတစ်ခုရဲ့အောင်မြင်ပြီးမြောက်တဲ့အကြောင်းကိုပဲပေါ်ပြမျိုးတွေ့ရှိရတယ်ဒီစီမံကိန်းရဲ့ပတ်သက်တဲ့ impact ပေါ်ပါရှိလဲပညာရှင်တွေနဲ့ဆွေးနွေးတာအာဆိုပြီးမှုတော့နားလည်တဲ့တွန်းကျင်တဲ့ပညာရှင်တွေနဲ့ဒီ interview လုပ်တာနောက် data ခံပြည်သူတွေနဲ့ interview လုပ်တာ ဟာမျိုးတွေပေါ့နော်တခြားအရှုထောင့်အမြင်ရှိတဲ့ဟာတွေကိုတင်ပြတာမျိုးတင်ရှိခဲ့ပေါ့နော်ဆိုလိုတာကအကြောင်းအရာတစ်ခုကိုဖော်ပြတဲ့နေရာမှာခုနကပြောတဲ့အားသာချက်အားနည်းချက်နှိုင်းရှင်ပြီးတော့ရှုထောင့်မုန်းလို့ရနေပြီးဝေဖန်ချက်တွေပါတဲ့တင်ပြမှုမျိုးကဒါစာပတ်သူကိုတင်ပြတဲ့နေရာမှာဓမ္မတိတန်ကြာကြာပို့ပြီးတော့တင်တင်ပြမှုမျိုးပို့ဖြစ်တယ်ပေါ့ objective ပို့ဖြစ်တယ်ပေါ့ MID ဟာရွေးကောက်ပွဲမတိုင်ခင်ကစပြီးရွေးကောက်ပွဲပြီးဆုံးတဲ့ကာလအထိပြည်ရင်းပြည်ပမီဒီယာတွေဖြစ်တဲ့ MRTV, MRTV4, ညဝရီ, DVB, RFA, VOA, BBC, ချေမုံမြမအလင်း11 70 AOR မြစီမာစတဲ့မီဒီယာတွေကိုစောင့်ကြည့်လေ့လာခဲ့တာဖြစ်ပါတယ်။နိုင်ငံပိုင်မီဒီယာတွေအနေနဲ့အရေးကြီးတဲ့ပါတီတွေရဲ့အကြောင်းအရာကိုဖော်ပြမှုအားနေတာမျိုးတွေရှိနေပြီးအစိုးရပိုင်မီဒီယာဟာပြည်သူပိုင်သတင်းဌာနဖြစ်တာကြောင့်အစိုးရတဲ့လက်ထက်မှာဘယ်လို policy တွေနဲ့ဆက်သွားမလဲဆိုတာစောင့်ကြည့်ဖို့လိုအပ်နေပါပြီ။ နိုင်ငံတကာသတင်းစာเนาะဒီသတင်းမီဒီယာတွေရဲ့စနေစနေအရဆိုလို့ရှင်တော့ကျွန်တော်ရှိမှာခုနပြောတဲ့အချက်လက်တွေကြောင့်အများကြီးအားနည်းနေတယ်ပေါ့နော်ထွေးကြက်တွေဖြစ်နေအများကြီးအားနည်းနေတယ်အစိုးရပိုင်း တရင်ဌာနဆိုတာတကယ်ကျွန်တော်ပြည်သူပိုင်တရင်ဌာနပါပဲပြည်သူပိုင်တရင်ဌာနတစ်ခုကအာသူဟာပြည်သူကိုပဲလှုပ်ချေပြုအောင်ပါပဲပြည်သူတွေအတွက်လိုအပ်တဲ့တရင်ချက်လက်တွေပေးရမှာပဲပြည်သူတွေအတွက်အကျိုးရှိမဲ့အစီအစဉ်တွေကိုတင်ဆက်ပေးရမှာပဲဒါသူတို့ရဲ့တာဝန်ပေါ့နော်တာဝန်ဆိုအပ်တဲ့ကာလမှာရောလက်ရှိ policy တိုင်းတွေပဲဆက်သွားမလားဘလူပြောင်းလင်းမျိုးတွေဖြစ်လာမလဲတော့အဲ့ဒါကတော့စိတ်ဝင်စားကျွန်တော်ဆက်ဆောင်ကြည့်ပါမှာပေါ့ဆောင်ကြည့်ပါမယ်ကိစ္စလည်းဖြစ်နေတာပေါ့